ဲ့ဒါငလျင်းနဲ့ပတ်သက်ပြီးရင်ခင်ဗျားတို့ရဲ့အတန်တွေလည်းအရေးကြီးပါတယ်။ဘာကြောင့်ကျွန်တော်ဒီလိုပြောလဲဆိုတော့ NUG ဘက်တော်သားတွေဖြစ်တဲ့နော်ဟိုပိုင်ဖြိုးသူတို့ဟိုမင်းမြန်းနိုးတို့အဲ့ဒီအုပ်စုတွေကတော့ဟိုမှာအင်္ဂလိပ်လိုပြောပြီးတော့ပြောနေကြပြီ။အင်္ဂလိပ်ပြောပြီးတော့ကမ္ဘာလုံးပြောနေတယ်။သွားပြောတယ်ကြာ။ကဲအဲ့ဒါလိုပြောနေကြတယ်ဖြစ်တဲ့အတွက်ခင်ဗျားတို့ကျွန်တော်ဒီပြည်ထဲမှာကြံနေတဲ့မြန်မာအမှုပညာရှင်တော်တော်များများအကုန်လုံးခင်ဗျားတို့မှာကိုကျင်းစာတရားရှိသေးတယ်လူစိတ်ရှိသေးတယ်နိုင်ငံချစ်စိတ်ရှိသေးတယ်ဆိုရင် ဒီလိုအပြင်းကနေအော်ကျင်တာအော်နေရတယ်ခင်ဗျားတို့အနေနဲ့ခင်ဗျားတို့ရမှာလို့ပြောရအောင်ငြိမ်းခံနေမယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်လည်းအလိုလိုလိုပါလေဖြစ်နေမယ်ဒါကြောင့်ခင်ဗျားတို့ကိုယ်တိုင်အတန်ထွက်ကြကဲအားလုံးပဲမင်္ဂလာပါဒီနေ့ပထမဆုံးသတင်းကတော့မြန်မာပြည်ကငလင်သတင်းတွေကိုလာယူမဲ့နိုင်ငံခြားသတင်းထုတ်များကိုစစ်ကောင်စီကသတင်းရယူခွင့်ပေးပင်ထားပါတယ်ကျွန်တော်တို့ရုတ်တန့်ဖန်တို့ကယုံမေးလောင်းကိုတက်ကရှင်းပြလာပါတယ်ကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ဘလူတွေသူတို့အ အပုတ်နဲ့တွေကိုထွက်လာပါကိုကြောက်နေတဲ့ယုံမေးလုံးတို့အဖွဲ့ကနော်ဘလူတွေပြောဆိုထားလဲဆိုတော့ကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်အဲ့ဒီတော့မှလည်းမြန်ပြီးတော့သတင်းခုတွေအများကြီးရှိပါတယ်နားထောင်ကြည့်အောင်နော်ရေဝန်းဆောင်တရားကိုဒီကျွန်တော်မီဒီယာများကနိုင်ငံခြားသတင်းတောက်များလာဖို့ခွင့်တောင်းတာရှိပါတယ်အင်းနိုင်ငံခြားသတင်းတောက်များအနေနဲ့ဒီကိုရောက်လာရင်လည်းကျွန်တော်တဲစရာနေစရာအဆင်မပြေပါဘူးခင်ဗျအင်းဒီဟိုတယ်တော်တော်များများကလည်း ထိခိုက်ထားတာရှိတယ်။ဒါအပြင်ကျွန်တော်တို့ဒီလျှက်စိတ်မီလည်းတော်တော်များများနေရာမှာမရရှိသေးဘူး။ရေနဲ့ပတ်သက်ပြီးလည်းအခက်အခဲရှိပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဒီအားလုံးကလည်းကုညီကယ်ဆယ်ရေးလုပ်ငန်းနေနဲ့ဒါလှုပ်ရှုပ်နေတဲ့အချိန်ဖြစ်ပါတယ်။တိုင်းဒေသကြီးပြည်နယ်တာဝန်ရှိသူတွေမျိုးနဲ့တာဝန်ရှိသူစားဦးမရက်ကွက်ကြီးရွာတာဝန်ရှိသူတွေကစသူတို့ အိုးအိမ်သူတို့ပြစ်ပြီးကုညီကယ်ဆေးလုပ်နေရတာဖြစ်ပါတယ်အကုန်လုံးကဒီပေါ်မှာပဲအာယုံဆိုင်လုပ်နေတာဖြစ်တဲ့အကြောင်းမလို့ဒီຢာတွေနဲ့ပတ်သက်ပြီးတော့ပုံတော့လာတာနေတာတဲတာခိုတာတိုင်းတာသွားတာလာတာအဆင်မပြေနိုင်ပါဘူးဒါလေးတော့အားလုံးသိရှိအောင်သိရှိထားစေလိုပါတယ်ဗျကဲဆိုတော့ဒါကဒါကငလင်သတင်းထုတ်တယ်ဗောငလင်အကြောင်းပေါ့နော်မေးပါဗောဒါကသူတို့တွေစားဖို့သို့ဖို့လာတာမဟုတ်ဘူးเนาะဒီသတင်းတွေကိုဘယ်လိုဖြစ်တယ်ဆိုတာကိုသူတို့တွေအယူဖို့ ဒီဟာကဘာမှမဆိုင်ဘူးဒီတေးဟုတ်ခန်းနဲ့အာဒီမင်းတွေနဲ့တဲ့မဆိုင်အောင်ဝမ်ခွန့်တော့ပေးရင်ပေးတယ်ဆိုလို့ရှိရင်တော့ရတာပေါ့အခုကမင်းတို့ကသတင်းရောက်ယူခွန့်ကိုပစ်ပြင်လိုက်တယ်ဆိုတော့ဒီကလုံးဝကုန်ဖြစ်တယ်ကိုမင်းတို့တွေအပုတ်နဲ့တွေကိုအာတန်ကတကာကတီးလာမှာကိုအရန်ကိုကြောက်နေတာဆိုတော့ပြီးသူတွေအားလုံးသိတယ်မင်းတို့ဘလို့ထိရွတ်မှာလဲဘလူတွေအာလှုပ်ဆောင်နေလဲဆိုတော့မြန်မာနိုင်ငံမှာဘလူတွေလောက်နေလဲဆိုတော့ကိုဟာ နိုင်ငံတကာကအတိမကောအရန်ကိုကြောက်နေတယ်ဆိုတာကိုပြည်သူတွေအားလုံးကလည်းသိနေပါတယ်ယုံမေးလုံးမင်းဘလို့ပဲဖြည့်ရှင်းဖြည့်ရှင်းရအောင်မဟုတ်ဒီကဒါကတမျိုးဆိုတော့နောက်တစ်ခုကအခုအာမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အငလင်ဘေးဒုက္ခခံရပြည်သူတွေကိုကေစေကကေကေတင်ဖို့အကေစေဖို့အတွက်ပေါ့နော်ကေစေဖို့လာမဲ့အာ ထန်ဝန်ကကေစေရေးသမားတွေဝန်ခွက်မပေးဘူးလို့သိရတယ်ဒါကမြောင်းလန်ကအာ ဖွံ့ဖြိုးမင်းအောင်လည်းကခွံ့ပြချက်မရ၍ထိုင်ဝမ်ဂေဇေးရဲ့အဖွဲ့အားလုံးမြန်မာပြည်လာကူမဲ့အစီအစဉ်ကိုလက်လျှော့လိုက်ပြီးလို့ကြေညာလိုက်ပါတယ်ဒါက၄စက်တွင်58နာရီပေါ့နော်58နာရီအာပြည်ဝန်ခွင့်ရရန်ဆုံးဆန်းနေပြီးတဲ့နောက်မှာယခုလိုကေတော့ထောက်ပြန်လာတာဖြစ်တယ်လို့သိရှိရပါတယ်ဒါကအဆိုပါထိုင်ဝမ်ကေစီရဲ့တက်ဖွဲ့တွင် ရှာဖွေရှာဖွေကေအာရှာဖွေကေစီရဲ့ဝန်ထမ်း126ဦး ရှာဖွေကေစီရဲ့ခွေ၆កောင်နဲ့စက်ပစ္စည်းအာဒီရအာစက်စက်စင်္ဂါတံခန့်နော်အသင့်အနေထားပြန်ပြေဝံခွင့်ရရန်စွန်းစမ်းနေခြင်းဖြစ်တယ်လို့သိရှိရပါဒါကြောင့်ဒီဟာက မြောင်းလန်ကထိုင်ဝမ်ကိုနိုင်ငံအဖြစ်အသိအမှတ်မပြုဘဲတရုတ်အစိုးရအပန်းနေမင်းအဖြစ်သာသတ်မှတ်ပြီးတော့တရုတ်အစိုးရ အလိုအကျထိုင်ဝမ်နဲ့ဆက်ဆံရေးချော့ချခြင်းဖြစ်တယ်လို့သိရှိရပါဒါက မင်းအွန်လန်ကနိုင်ငံနဲ့ဘာနဲ့လာခွေးကြသေးတယ်သူဟာနဲ့သူတံပတ်နေတဲ့သူတွေကနော်အခုချိန်မှာထိုင်ဝမ်ကမြန်မာဘီကသူတွေလူပီသူတွေကိုကေကေစေဖို့အတွက်လာကူငင်မယ်ဆိုပြီးတော့သူဟာနေတဲ့ဟာကိုမင်းအွန်လန်ကဘာလဲဒီဟာကပီသူတွေကိုတသမီတသက်ကိုအာလောက်နေတာနော်ဒုက္ခရောက်ကိုလောက်နေတာဒီဟာက အာဘာဘေဘာနိုင်ငံပြည်ပြဖြစ်နော်ဒီကပြည်သူတွေကိုကူညီမြအကောင့်ဖက်ကနဲ့ကူညီမြဆိုလို့ရှိရင်ဝန်ခွန်ပေးလို့ရပါတယ်ဒီကလောင်းဝကိုမဆန်ဘူးတရုတ်ကတရုတ်နိုင်ငံသားပြည်ဖြစ်တရုတ်ရဲ့အာနိုင်ငံထင်းပါပြီနင်းနေသူတို့တွေကကူညီချင်းနေဆိုလို့ရှိရင်ကူညီလို့ရအောင်ကိုတို့မျိုးတို့အာအကူညီနိုင်ငံတကာကအကူညီတောင်းသိတာပဲကူညီလို့ရအောင်ကိုလုပ်ပေးရမှာနော်မင်းတို့တာဝန်ဒါကမင်းတို့အဘတရုတ်ပေါ့နော် တရုတ်ကို အရန်ကိုကြောက်နေတာဆိုတာတော့ကျွန်တော်တို့ပြီးသူအားလုံးသိပါတယ်ယုံအမလာရေဆိုတော့နောက်တစ်ခုကလည်းအဗီတွဲမှာပဲမန္တလေးငလိန်တို့ကေစီရဲသွားဒီအကူငင်းရဲ့အဖွဲ့နဲ့အလိုရှင်များကိုစစ်ကောင်စီမယန်းချုံစပေးစပေးအစစ်စစ်ရဲ့ကိုစစ်စစ်ရဲ့ကဖြတ်တန်းခွက်မပြုဘဲလက်ပြန်ခံကြောင် ကေစီရဲ့တော့ရအတော့ရရန်စူးစားခဲ့တဲ့အဖွဲ့တချို့ထံမှာသိရှိရပါဆိုပြီးတော့အာကိုပြစ်ထားတွေးရပါတယ်ဆိုတော့ဒါကမွန်ကရင်ဖက်ကနဲ့မန္တလေးငလင်ကိုအရေးပေါ်ကိုရင်ဖို့အာတော့ကြမဲ့အာကေစီရဲ့အဖွဲ့တွေနဲ့အလူတွေအလူအလူအလူရှင်တွေမနော်အာအလူတွေကိုမယန်းချောင်းကမယန်းချောင်းစစ်စစ်ရဲ့ကအာပေးမဖြတ်ဘူးတဲ့လွန်ချောင်းရဲ့အရာအာပေးဖြတ်လို့မရဘူးဆိုပြီးတော့လက်ပြန်ခမ်းတယ် နိုင်ငံတကာကိုအကူငင်အကူငင်ကြပါဆိုပြီးတော့အကူငင်တောင်းနေတာပြည်တွင်းကကေစေရဲ့အဖွဲ့တွေကိုအဖွဲ့တွေကိုတော့ပြစ်ပြင်မှုတွေလုံးနေပါတယ်ဟုကရင်ပြည်နယ်ကကေစေရဲ့အဖွဲ့မှာတခုကပေါ့နော်ပြောဆိုပါတယ်ဒါကတော့စစ်ကောင်စီကတတော်လေးကိုကြောက်နေတဲ့ကရင်ဖက်ကမွန်ပြည်နယ်ဖက်ကဆိုတော့စစ်ကောင်စီကဒီကတော်လိုင်းတက်ဖွဲ့တွေဖြစ်လာမှာကိုစိုးနေနေတူပါတယ်ဒီကကျွန်တော်တို့ပြည်သူတွေကဆက်တက်တက်နဲ့သူတို့တွေကိုကျွန်တော်ပြည်သူတွေကိုအချင်းချင်းကိုငင်ဖေးမဖို့သွားနေတဲ့သူတွေက ို့ချင်းမစက်ကောင်စီကအရန်ကိုကြောက်နေတာအဲ့ဒါအပြင်ကျွန်တော်တို့စက်ကောင်စီကဗောနော်အခုကျွန်တော်တို့အာအယူကြီးကအယူကြီးကငလင်းကြောင့်ဗောနော်အာဒီငလင်းတန်ကြောင့်အကက်စေးအာအာကေစီရဲ့အတွက်ဗောနော်နပက်အပြည့်ရထားတော့လဲတဲ့အာပေါ့မြော့နေအတွမ်းမှာအတွမ်းတွမ်းစစ်တက်ကအာစစ်ရဲရင်ပြတ် ဘုံကျေပြစ်ခတ်နေလို့သိရပါဒီထက်မှာသေဆုံးနေလူလေးရှိတယ်လို့သိရတာဒါကတော့အသေးစိတ်ကတော့မသိရရသေးဘူးအာဖြက်စီအာပျက်စီးမှုတွေဥယျာဉ်တွေပျက်စီးမှုတွေရှိတယ်တဲ့ဒါကတော့အာစစ်ကောင်စီကအခုအာပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာ လေကြောင်းကတော့လုံးဝကိုတော့ရှော့ကိုတောင်းနေတယ်ဒါပြီးရင်ဗမုံမြို့ကိုလည်းမစ်တလာလေတက်မှာအာတက်လာတဲ့စစ်အာစစ်တက်လေရင်ပေါ့နော်စစ်တက်လေရင်ကဘုံကျေပြစ်ခတ်တက်ခတ်နေပါလေလို့သိရှိရပါဒါကတော့ တခုစစ်ကောင်စီကတော့ပြည်သူတွေဘလို့လဲဒုက္ခဒုက္ခရောရောပြည်သူတွေရှိတဲ့နေရာကို လေရင်အားကိုးနဲ့အမေတမ်းတက်ခတ်နေစေနော်ကျွန်တော်တို့တချို့တွေကတော့အမကေစီနဲ့လူတွေကကေစီအသက်ကိုလူနေရတဲ့သူတွေကလူနေရတယ်။ညာကစစ်ကောင်စီရဲ့လောက်ရက်နောက်တစ်ခုကတော့မန္တလေးမြို့အနင်းတော့ဗောနော်ဘ ਹੁ ပြောတဲ့အာပြင်းအားငါတက်သမ အာတိအစင်ပေါ့နော်အာတိအစင်ရှိတဲ့ငလင်လောက်ခတ်မှုမန္တလေးစကန်းမွန်ရွအပါဝမ်မျောနေမြတ်တွင်ခန်းစားရရှိတယ်လို့သိရှိရပါဒါကတော့မနေမနေကပေါ့နော်အာဒုံးစီရင်နဲ့ဒုံးလပတ်ဒုံးစီရင်နဲ့မနေကပေါ့နော်နေရာကဖြစ်နေတဲ့ကြောင်းအဲ့ဒါပြီးရင်ဒီငလင်ကြောင့်ပေါ့နော်နေပြီးတော့မှနေပြီးတော့လေတက်နဲ့ဒရာအိုးလေတက်တွင်တက်လေရင်နဲ့အာစစ်လေရင်မြတ်ကို အာကိုတော့အပြင်တော့ ဆုလိုက်ကိုအပြုံးလိုက်အာထုတ်ထားတယ်လို့သိရှိရပါတယ်ဒါကြောင့်ဒီဟာကနေပြီးတော့အာလေကြောင်းထင်းအာထင်းသိင်းရဲတဝံမျိုးတဝံမျိုးစင်ပြိုကျနေလို့သိရှိရပါတယ်ဒါကတော့နေပြီးတော့ကအချင်းနေဒီဟာကငလေကြောင်းပေါ့နော်ငလေကြောင်းနေပြီးတော့လေရင်ကွမ်းကျွန်တော်တို့ပြည်သူတွေအမေရန်တက်ဖြတ်နစ်ဆက်နေတဲ့အခြေအနေမျိုးကိုအခြေအနေတဲ့အမေရန်တက်ဖြတ်နေတဲ့လေရင်ကွန်းကိုအခုလိုမျိုးပြည့်စည်သွားလို့သိရှိရပါတယ် အဲ့ဒါပြီးရင် စက်ကုံစီရဲ့လိုဗီဒီယိုကဘယ်လောက်ထိညွတ်မှာလဲဆိုလို့ရှိရင် စကမ်းမြောက်တော့လာတဲ့ကေစီရေးရင်တန်းကို PDF ကမန်းဆွေးတွေဆိုရဲမဟုတ်မမှန်တရင်အမှားမြတ်ကိုစစ်လို့ပြီးမြတ်ကဖြတ်ချီဝါဒဖြတ်နေဟုမင်းမူ PDF ကဆိုပါတယ်ပြောဆိုပါတယ်ဒီဟာကစစ်လို့ပြီးမြတ်ကတရင်အမှားမြတ်ကိုတောင်းလျှောက်ကိုဖြတ်ချီနေပါတယ်ဒါကတော့စစ်ကောင်စီကတော့အခုချိန်မှာဓာတ်ပုံလေးတကွဗောနောစစ်ကောင်စီလော်ဘီတွေကဓာတ်ပုံကအရင်တော့ဟာဓာတ်ပုံတွေကိုတောင်းပြီးတော့အခုဟာကတော့ ီလိုမျိုးတက်ခတ်နေပါလေတော့နော်ကုငင်ရေလုံနေတဲ့သူတို့တက်ခတ်နေပါလေဘာလို့ငင်ရတော့ဘုံဒီလိုမျိုးလုံနေတယ်သူတို့ဒီအရတခုနောက်တစ်ခုကရန်ကုန်မှာဘုံနော်ရန်ကုန်မှာတရက်လျင်နနာရီတာအလက်ကြလက်ရှိမင်းရရှိတော့မေရရှိတော့ပြီးတော့ အာတွန်းရဲ့လုံးဝကိုပြတ်တော့နေရတယ်လို့သိရှိရပါဒါကတော့ရန်ကုန်မှာလက်ရှိမြေကငလအငလိန်တန်းကြောင့်မနော်ပျက်စီးနေတာရဲ့တချို့နေရာမှာဆိုလို့ရှိရင်လုံးဝကိုစားစရာရည်တွေမရှိတော့တဲ့အခြေအနေမျိုးထိဖြစ်နေပါတယ်တချို့တွေတွေးလိုက်ရပါတယ်ဆန်ကင်နဲ့မော်တာကိုဆွဲပြီးတော့ရေကိုတင်ရတဲ့အခြေအနေမျိုးထိတွေ့နေရပါတယ်ဒါကတော့မြန်မာပြည်မှာမေပြတ်မှာဖြစ်နေတဲ့အောင်နော်ဒီကဒီမောက်မှာဖြစ်နေတဲ့အဲ့တခု နောက်တစ်ခုကြည့်ရမယ့်ရွတ်သက်ဖန်ကတော့နေပြည်တော်ကချင်းနေငလင်လွတ်ပြီးတဲ့နောက်မှာနေပြည်တော် ပြုလို့ချင်းနေရှိလဲဆိုတော့ဗို့ UEC ကကျွန်တော်ဒီနေ့မြင်တွေ့ရတဲ့မြင်ကွင်းတွေရဆိုရင်တော့နေပြည်တော်မှာအာလက်စင်မီမရတာ၃ရက်ရှိပါပြီအဲပြီးတော့လမ်းတွေလည်းဟိုအလွယ်တကူသွားလို့ရတဲ့အနေအထားမျိုးမဟုတ်တော့ပါဘူးဒါပေမဲ့အဲအမြင်မြင်ရတဲ့လောက်တော့ဒီတာဝန်ရှိသူတွေကနေပြီးတော့ဒီလမ်းတွေကိုချက်ချင်းပေါ့နော်အာပြင်ပြင်တာတွေခင်းတာတွေလုပ်နေတယ်မိတိုင်းတွေပြန်ပြီးတော့စိုက်တာတွေမြင်ရပါတယ် ကျွန်တော်ရောက်ရှိခဲ့တဲ့နေရာဒီနေ့နှစ်နေရာရှိပါတယ်ပထမဆုံးဒီနေရာကတော့ကျွန်တော်တို့ငလျင်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့လူနာရီကိုထားခဲ့တဲ့နေပြီးတော့ဂရင်တောင်ဆေးရုံပေါ့နော်အဂရင်တောင်ဆေးရုံမှာဆိုရင်ကျွန်တော်ကျမ်းမိုင်ဝင်းကြီးကိုတွေ့ခဲ့ပါတယ်အဲကျမ်းမိုင်ဝင်းကြီးကတော့သူ့လူတွေကိုဟိုဒီလူနာတွေဝန်ဆောင်ပေးဖို့နဲ့ပတ်သက်ပြီးတော့ညွှန်ကြားလာပြီးပြောနေတာတွေ့ရပါတယ်အပြီးတော့အရန်ပူတဲ့အတွက်ဂရင်တောင်ဆေးရုံမှာပဲရေကားရင်နေပေါ့နော်လူနာစတန်နေကိုရေလေးဖြန်းနေတာတွေ့ရပါတယ်အဲလူနာတွေကတော့မျိုးစုံပါပဲအဲခြေထောက်ပြီးတဲ့လူရောခေါင်းမှာထိခိုက်ဒဏ်ရာရတဲ့လူရော ဲ့တို့တွေရောဆေးဝါးဆောက်ရှောက်မှုကောင်းကောင်းပေးနိုင်တဲ့အနေထားပါအဲဒါပေမဲ့လူနာဆောင်တွေကတော့တိကျနေရာမရှိပါဘူးအာဖြစ်တယ်လို့ပဲတို့နေထိုင်နေရတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒါနေပြီးနေပြီးတော့သဘူတိတိမြို့နယ် ့ခရီးအင်အားမှာရှိတယ်ဒါဝန်ထမ်းအရာတစ်ခုပေါ့နော်အဲဝန်ထမ်းအရာတစ်ခုကကျွန်တော်တို့ဒီကဒေသခံတွေပြောပြောပုံအရဆိုတော့အားလုံးပေါင်း၄ဓာတ်ရှိတယ်၄ဓာတ်မှာအားလုံးပြိုကျပြီးတော့အောက်ဆုံးတစ်ထပ်ကတော့ဟိုလုံးဝပြိုကျသွားတာပေါ့နော်အမှမြင်ရတဲ့အတိုင်းပဲဆိုရင်အခုဒီမှာကျွန်တော်ပြောပြမယ်ဒီဟာကဒါအောက်ဆုံးထပ်ပေါ့နော်အခုမြင်နေရတာအာဒီကနေကြည့်သွားလို့ရှိရင်ပထမဓာတ်ပြိုကျတဲ့တတိယဓာတ်၃ဓာတ်ရှိတယ်အကုန်လုံးကဒါတခါတည်းဝင်နော်ဟိုပြိုကျပစ္စည်းသွားပြီးတော့မြင်တဲ့အတိုင်းပဲအခုဒီအောက်မှာဆိုရင်ဒီမှာကျွန်တော်တို့ဒီပိတ်မိနေတဲ့လူတွေလည်းရှိသေးတယ်ဗျာ ဒါအခုဆိုကျွန်တော်ရောက်နေနေမှာဆိုရင်ဒါအပုံတန့်နေပေါ့နော်။ဒါနဲ့တော်တော်တင်းထန်ထန်ကိုရနေတာမျိုးရှိတယ်။ပြီးတော့ခိုးဘက်မှာဆိုရင်ဒါမိသားစုတွေရနေပြီးတော့ဒါသူ့သူ့ရဲ့ဒီတည်ဆုံးသွားတဲ့မိသားစုဝင်အတွက်ဒီဗုဒ္ဓဘာသာတရားထုံးစံအရာပေါ့နော်။ဒီတက်ပြောက်စွန်နေပါလိမ့်။ကပ်ပေးနေတာရှိတယ်။ပြီးနေပြီးတော့ထူးခြားတာတော့အခုချိန်အထိပေါ့နော်။ဒီဝန်ထမ်းတွေကဒီတိုက်တန်းတွေပေါ်မှာပြန်ပြီးတော့နေလို့ထိုင်လို့အဆင်မပြေသေးဘူး။ချစ်တော်မြတ် ယေရှုကိုကုသမှုပြုမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီသားစုရဲ့သူတရားနိုင်အတွက်ကြောက်တော့မကြပါအကယ်၍မကြောက်ဘူးဆိုလို့ရှိရင်ပုဂ္ဂိုလ်တတိယနေပြီးတော့ဥစ္စမောင်းနဲ့တော့ယေရှုတို့ကိုတိုက်တွန်းပြီးတော့ဒီဘတရားနာကြောက်ဖို့နှိုးဆော်ပြီးတော့ပြပါအာတချို့ဆိုလဲဒီလက်လန်းလဲမှာဖြစ်စီတောင်ဒီကားတွေပေါ်မှာဖြစ်စီပေါ့နော်

ကတော့ BBC က train thought တယူကနေပြီးတော့ ठी ကိုစစ်ကောင်စီရဲ့ရှိတဲ့နေရာ ठी ကိုသွားပြီးတော့အာ train ယူနေတဲ့ရိုးသံဖန်တဲ့တကွပေါ့နော်အာအချက်လက်တွေကိုပြင်ဆက်ပေးတာဖြစ်ပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ယုံမေးလုံးယုံမေးလုံးဘာသာပြန်တဲ့ဗီဒီယိုဖန်တစ်ခုတွေ့နေလို့ဒီမှာ ကြည့်စေချင်တာဒီမှာကြည့်စေချင်တာယုံမေးလုံးချင်းနေပြီလို့ရှိတယ်အဲတရားကအခုအာကေဇေးရဲ့လုံနေတဲ့ချိန်မှာအာ တချို့လာပေးကလည်းမသိဘူးသူတဲ့စကားလေးကျွန်တော်လေးလာမလေးကိုပြောမေးလုံးလို့ပဲနော်ကျန်နေပါတဲ့အဲဟာ洗手，洗手，洗手啊！洗手，我开始洗手。那其他呀嘛，那其他呀嘛，就是嘛，那个谁呀，就是呀，他们说，但但但其实，你发微信。嗯，我就讲了，对讲你的喏。 တန်ရှင်ရခင်သိရမယ်ခါရဲ့ချစ်တယ်ကျမရဲ့ကတန်ရှင်ရရဲ့ချစ်ပါတယ်ဟုတ်ပါဘူးဟုတ်ရောဘာလို့ကို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 အဲ့ဒီကရှင်ရှင်ရှင်ကိုလာကြတယ်နည်းနည်းတွေ့နေပါတယ်ပါဘူး knowledge ရှောင်လေးသူတွေအများကြီးသွားပြီးတော့ဒီကိုကြီးတွေ့ပြီးတော့ကျွန်တော်ပြောခုရတယ်ဥစ္စာဒါပူရတယ်ဒါအဲဒါဆိုတော့ပူကာကာရမယ်လို့အဲဒါပေးရှိပါဆုံးဘူးအဲ့ဒါကျင်းရဲ့ကာရအခုဒေတာရဲ့ခါလေးနဲ့ပါနေနောက်ယောဂါဆက်တွဲမလာတော့သူရှိပါကာကွယ်ရေးရောပါလို့ဟိုကနည်းနည်း knowledge ရအောင်ပါတစ်စက်ကနည်းနည်းသိတာနဲ့ဆက်နေဆက်နေရှိပါတော့ဘာလို့ဒီရှိတယ် 其他，那第一个飞机，看飞机吧，啊，就是在在现在这个位置，是吧？在飞机起，啊，不要是那啥了，是吧？对吧？对对对，先把现在放在在飞机上，看飞机吧。 别的地儿，另来还有非常感谢。呃，我们我跟他说一下，我们有我们有好几个内人分别在那个那个区。嗯嗯嗯 是不，哎，不有些对压的、明压的，开始又怕病情了，不恰，开始怕嘞降低，利病的话，那利病话还降低，七点，我得五点七五，他才不要嘛，有有有些联系我嘛，啊，我随我随罗华干，罗华干是，我前半月进龙都拍干的，三百多页吧，三百多，他三闺女嘞，哎，所以你你找我来找。 新交的啊，再说一个，就通过这个希望做到两步的事情。七十多，价钱也不贵，你把重量单位太少了，少了，你把七十多补一下，别两个了，七十多来一把了。他一个，在，现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 个现在，现在，现在，可以现在，现

ဟမ်ဒီလိုပဲအဲ့မှာတပွေးလုံးပြီးသွားတာနော်အဲ့မှာအာဆက်တခါမှမဟုတ်ဘူးအာမဟာဘူးနော်ဘောငင်ရောင်ပဲဒီကတပွေးလုံးပြီးသွားတယ်အဲ့ဒါပြီးရင်တရုတ်အစိုးရအာညုံငီမှာစုရဲထန်ဝမ်းအာကီစီရစ်ကို လေးစက်မှာအာလေးစက်မှာပြင် ပြန်ခန်းနေတဲ့ရုတ်တဖန်ကိုကျွန်တော်တို့ကြည့်ကြည့်အောင်နော်တင်ပြီးတော့ကြည့်ကြည့်အောင်ခုနကျွန်တော်ပြောတဲ့အာ စစ်ကောင်စီကလာကျွန်တော်တို့ဗီဒီယိုတွေကို లై ခင်မယ်ဆိုတဲ့လူတွေကိုပြင်ပြီးတော့အာလွတ်ထည့်လိုက်တယ်ဗောနော်ပြင်ပြီးတော့ပြန်ခန်းလိုက်တဲ့အချိန်ဒီမျိုးအထိစစ်ကောင်စီကကျွန်တော်တို့ဗီဒီယိုတွေအတွက်အာသဘောကောင်းတာ ဲ့ဒါပြင်အဖို့ဝန်ခုနအဖွန်ဆေကိုဥပါတဲ့အာဗီဂျနာစစ်တပ်ရှာဖွေကေစီရင်အဖွဲ့မြန်မာနိုင်ငံရောက်ရှိနေပြီလို့သိရှိရပါတယ်ဒါကတော့တရင်ကောင်းတစ်ခုနော်ဒီလိုမျိုးအကျွန်တော်ပြည်သူတွေကိုဗီယက်နမ်ကချေဖွေရေးတပ်ဖွဲ့တွေကိုရောက်ရှိနေပါပြီဆိုတော့နော်ဆိုတော့နောက်တစ်ခုနောက်ထပ်တစ်ခုကတော့ဖောက်ပွဲမှာဆိုလို့ရှိရင်အာငလိန်ကြောင့်နော်တေဆောင်သူက အနေရ နေရာကျော်အထစ်ကိုမင်းတက်လာနေလို့သိရှိရပါတယ်ဒါကသတင်းစိုးတစ်ခု နောက်တစ်ခုကတော့မြန်မာမှာအပြည့်ခတ်ရက်စေးရေလောက်ဖို့အာမျောလင်းကြောင်းစင်ကာပူနိုင်ငံချက်ရေးဝန်ကြီးပြုဝန်ကြီးကပြောဆိုပါတယ်အခုချိန်မှာအာငလင်လွတ်ခတ်မှုတွေဖြစ်နေတဲ့ကြားထဲမှာအခုလိုမျိုးအာပြန်ပြီးတော့မနော်အာ ပြည့်ခတ်မရှိဖို့เนาะဒီလိုမျိုးကျွန်တော်တို့တူလိုင်းရဲတဖို့တွေကဖက်ကနဲ့အပြည့်ရပေးတာမျိုးเนาะအပြည့်ရရပြည့်တဲ့ရေးပေးခဲ့တယ်လို့မျိုးစက်ကောင်စီဘက်ကလည်းရပြည့်ရမယ်ပြည့်ရတာမျိုးအာမင်းချင်ပါတယ်ဆိုပြီးတော့ပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့ငလင်ကြောင့်ဒီနေ့အာဒီနေ့ဒီချင်းတိဆိုလို့ရှိရင်ငလင်ကြောင့်ကျွန်တော်တို့သိရှိရတာက1600ကျော်တည်ဆောင်းမှုတွေရှိနေပြီ ပြီးရင်အာ1400 နေပါကပြောဆောင်နေကြောင်းသိရှိရပါဒါကတော့ UNG ရဲ့ထုတ်ပြန်ချက်တစ်ခုနဲ့ပတ်သက်ပြီးတော့အာ2028အာ28ရက်ကနေအခုဒီနေ့ထိပေါ့နော်ဒီနေ့ထိဆိုတော့ပြီးရင်ကျွန်တော်တို့မလဲဆိုလို့ရှိရင်ငလေးတန်းခံနေရတဲ့ငလေးတန်းခံနေရတဲ့မြန်မာနဲ့ထန်းကိုစတာလင်းပစ္စည်းတွေကိုထုတ်ပြန်ကူညီမယ်ဆိုပြီးတော့အဲမှာစတာလင်းကုမ္ပဏီကပေါ့နော်အာကျင်းရပါတယ်ဒါစတာလင်းကုမ္ပဏီကဘယ်သူလဲဆိုလို့ရှိရင်အလွန်မစ်ပေါ့နော် ်အာသူက LMS လာမသိဘူးသူကတော့အာအခုဆိုလို့ရှိရင်ကျွန်တော်တို့ဖန်နေမြန်မာ Go Starling ထုတ်ပဲမဲတဲ့တရားစက်ကုံစီကပြပအာ train ထုတ်တွေတော့မဝင်ခက်ဘူးအခု Starling ကိုရအောင်ကိုထုတ်ပဲမေးဆိုလို့ရှိရင်ကောင်းလာဖို့တရားကထုတ်ပဲနေရောစက်ကုံစီကဝင်ခက်မလားမဝင်ခက်ဘူးလားဆိုတော့ကိုပဲကျွန်တော်တို့ဆက်ပြီးတော့ဆုံးကြည့်အောင်ဖြစ်ပါတယ်စက်ကုံစီကတော့ land ကိုကျွန်တော်တို့ပြပအာကျွန်တော်မြန်မာနိုင်ငံမှာအာ train တွေကိုအကောင်လုံးကိုပို့စီခြင်းကိုလုံးကုန်ပို့စီခြင်းတာအဲဒါကြောင့်မလို့ကျွန်တော်တို့ပြင်ပြီးတော့ဒီလိုမျိုးပြောတာဖြစ်ပါတယ် စကောင်စီကတော့တရင်တွေထွက်လာမှာပေါ့ရန်ကိုစိုးရိမ်နေတာဖြစ်ပါတယ်အရန်ကိုစိုးရိမ်နေတာကျွန်တော်တို့တိုလိုင်းတဖို့တွေအာကျွန်တော်ပြည်သူတွေကတရင်တွေအကောင်လုံးကိုအခုအချိန်မှာဆိုလို့ရှိရင်မီဒီယာခက်မှာအခုတရင်အလန်းတော့မဖြတ်တော့တဲ့ဂျမ်းမှာကျွန်တော်တို့ပြည်သူတွေဒီလောက်ထိကျွန်တော်တို့ဘလူတွေဖြစ်လဲဆိုတော့အသေးစိတ်ကိုပြည်သူတွေသိအောင်ချက်ပြတ်နိုင်တယ်လန်းတွေကိုပူပြီးတော့ရလာပြီဆိုလို့ရှိရင်ဘလူတွေများစစ်ကောင်စီတက်ဖွဲ့တွေဘလောက်တိမြဲကြောက်နေမလဲဆိုတော့ကျွန်တော်စစ်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာအနုပညာရှင်တွေကို မင်းတို့တွေလည်းအာနိုင်ငံတကာကိုပေါ့နော်အာမင်းတို့တွေလည်းအာပြောဖို့သိနေပြီးဟိုဖက်ကကျွန်တော်တို့တော်လိုင်းရဲ့တပ်ဖွဲ့တွေဖက်ကအနုပညာရှင်တွေဆိုလို့ရှိရင်တော့နိုင်ငံတကာကိုအရင်ငလင်လွဲ့မြွနဲ့အာလွဲ့မှုနဲ့ပျက်စီးနေတဲ့အကြောင်းတွေကိုပြောပြောနေကြပါပြီဟိုဖက်ရက်ကွက်ကတောင်ပြောနေကြပြီကျွန်တော်တို့အကွာကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဖက်ကမြို့မြို့အာ အနုပညာရှင်တွေကပေါ့နော်နိုင်ငံတကာကိုကျွန်တော်နိုင်ငံမှာဒီလိုဖြစ်နေတယ်ပျက်စီးမှုတွေဖြစ်နေတယ်ဆိုပြီးတော့ပြောလာတဲ့ဟာကိုအဒီဘက်မှာဗီဒီယိုမှာရှိနေတဲ့အနုပညာရှင်ကအမေအနုပညာရှင်တွေကတခွန့်မဟာပဲနေဒီတိုင်းပဲနေနေကြရတယ်ဆိုတော့သူကလည်းအဲမှာမထင်မခံမရက်နဲ့ဖြစ်နေတာနော်နောက်ထောင်ကြည့်အောင်လက်ရှိရင်ဆိုင်နေရတဲ့ငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနုပညာရှင်တွေ morality သေုပ်ဆောင်ဆိုတော့ဒါတွေကိုလို့ကျွန်တော်တိုက်တွန်းနေတာတခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ ်များများလေးအတန်ထွက်ပေးကြဖို့များများလေးအတန်ထွက်ပေးကြဖို့ပါများများလေးအတန်ထွက်ပေးကြဖို့ဆိုရင်တော့မြန်မာလိုပဲပြောပြီးတော့ကိုယ့်ရဲ့ Facebook ကကိုယ့်ရဲ့ TikTok ကဖြစ်ဖြစ်မြန်မာလိုပဲပြောပြီးတော့ဖြစ်စီအင်္ဂလိပ်လိုကျွမ်းကျင်အင်္ဂလိပ်လိုပြောပြီးတော့ဖြစ်စီတစ်ခါပါလုံးသိအောင်ဖြစ်စီ Twitter ရဲ့နဲ့ဖြစ်စီ TikTok ရဲ့ဖြစ်စီအခြားသော social platform မျိုးစုံဖြစ်စီများများအတန်ထွက်ပေးကြဖို့တိုက်တွန်းပါတယ်အဲ့တော့ငလီရနဲ့ပတ်သက်ပြီးခရီးရိုးအတန်တွေလည်းရည်ကြည့်ပါတယ်။ဘာကြောင့်ကျွန်တော်တို့ပြောလဲဆိုတော့ NUG ဘက်တော်သားတွေဖြစ်တဲ့နော်ဟိုပိုင်ဖြိုးသူတို့ဟိုမင်းမြန်းနိုးတို့အဲ့ဒီအုပ်စုတွေကတော့ ဟိုမှာအင်္ဂလိပ်လိုပြောပြီးတော့ပြောနေကြတယ်အင်္ဂလိပ်ပြောပြီးတော့ကမ္ဘာလုံးကိုပြောနေတယ်ဒါပေမဲ့သူတို့ရဲ့ဒီအောက်တန်းကျတဲ့စိတ်ဓာတ်တပိုင်းပြန်ပါလာတယ်ငလင်ဘေးကိုကူညီဖို့ပြောတဲ့ခါမှာငလင်ဘေးကိုကူညီဖို့လည်းပြောတာမဟုတ်ဘဲနဲ့ဒီစစ်အာဏာရှင်အုပ်ချုပ်အုပ်ချုပ်မှုအောက်မှာဖြစ်နေတာဖြစ်တယ်ဖြစ်တယ်စစ်တပ်ကိုမကူညီကြဘူးစစ်တပ်ကိုမလုံးကြဘူးစစ်တပ်ကိုဝါပြုကြဖို့ဆိုတဲ့ပုံစံမျိုးပြောကြတာတွေ့ရတယ်อืมနော်မင်းတို့တွေလော့ရက်ကပြည်သူတွေကအကောင်လုံးသိနေလို့မသိတဲ့သူတွေက မာကူငီမှာဆိုလို့နော်မင်းတို့တွေကအကောင်လုံးကခိုးစားမှာဆိုရင်တော့အမေတန်ခိုးနေကြဆိုတော့လေအဲ့ဒါကြောင့်မလို့ဒီလိုမျိုးပြောတာနော်အမှန်ဆိုလို့ရှိရင်တော့ဒီလားပြောစရာကိုအမလို့တာမင်းတို့တွေကပြည်သူတွေစီကအမေတန်ခိုးနေလို့ပေါ့နော်အဲ့ဒီအာအဲ့ဒီမွန်တန်ခက်ကမွန်တန်တုံးကလည်းတခါခုအမေတန်ခိုးပြီဆိုတော့ဒီကပြည်သူတွေမကြောက်တော့ဘူးလေဆိုတော့ဒါစစ်တိုက်နေတာမဟုတ်ပါဘူးဒါနိုင်ငံရေးလုံးနာမဟုတ်ဘူးဒါငတ်လျင်တဘောပေးဖြစ်ပါတယ်အဲ့တော့ဒါဝရုံတို့ကနိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားပါတယ်အဲ့တော့နိုင်ငံကအတိုင်းဝိုင်းကိုတို့က ဟိုကျမအလှမယ်ဘယ်သူပါကျမတိုးဆောင်ဘယ်သူပါအဲကဘာကြီးကဒီငလင်းနဲ့ပတ်သက်ပြီးမန္တလေးနဲ့ပတ်သက်ပြီးကုညီပါဆိုတော့မျိုးပြောရင်ပြောလို့ရပါမယ်။ तू ကငလင်းနဲ့ပတ်သက်ပြီးကုညီပါဒါပေမဲ့စစ်တပ်အုပ်ချုပ်နေတဲ့အတွက်စစ်အာဏာရှင်ကိုတော့မကူညီပါနဲ့စစ်အာဏာရှင်ကူညီမယုံရပါဘူးဆိုတော့မျိုးတွေ။ तू ပြောတယ်လား။ကဲအဲ့လိုပြောနေကြတယ်ဖြစ်တဲ့အတွက်ခင်ဗျားတို့ကျွန်တော်ဒီပြည်ထဲမှာကြံနေတဲ့မြန်မာအမှုပညာရှင်တော်တော်များများအကုန်လုံးခင်ဗျားတို့မှာကိုချင်းစာတရားရှိသေးတယ်လူစိတ်ရှိသေးတယ်နိုင်ငံချစ်စိတ်ရှိသေးတယ်ဆိုရင်ဒီလိုအပြင်းအထန်အော်ဂျင်နာအော်နေရတယ်ကိုခင်ဗျားတို့အနေနဲ့ခင်ဗျားတို့ရမှာလို့ပြောရအောင်အုပ်စုကငြိမ်ခမ်းနေမယ်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်လည်း အလိုလိုလိုပါလေဖြစ်နေမယ်ဒါကြောင့်ခင်ဗျားတို့ကလည်းအ딴ထွက်ကြပါဒီနေရာမှာကျွန်တော်ကျေးဇူးတင်တာတခုရှိပါတယ်တဲဆူငိမ့်ဘာလို့တဲဆူငိမ့်ကသူ့ရဲ့ TikTok ပေါ်ကနေပြီးတင်ပြီးတော့တကဘာလုံးကိုသူသူကလာမယ်တဲဆူငိမ့်မှာမြန်မာပြည်မှာငလျင်ဒီလိုဖြစ်တယ်ဆိုတော့အခက်အခဲသူရှင်းပြတယ်ရှင်းပြပြီးတော့အရန်ကိုတိကျခံစားရတဲ့အကြောင်းအရာတွေအများပြပြဖြစ်သွားတယ်ဆိုတော့သူရှင်းပြတယ်ရှင်းပြပြီးတော့မှသူကတကဘာလုံးကလာကူညီပေးချဖို့သူကတိုက်တွန်းတယ်သူတိုက်တွန်းတဲ့အခါမှာမြည်သည့်နိုင်ငံရေးစကလုံးအတော့တော့မှမပါသလိုမြည်သည့်စစ်တပ်ဆိုတဲ့အတော့မှမပါဘူးမြည်သည့်အယူအဆအလွဲမှမပါဘဲနဲ့သူက ကျွန်တော်တို့နိုင်ငံရင်ဆိုင်နေတဲ့ငံကလေးဘေးကိုကူညီပေးကြပါဆိုတဲ့သဘောမျိုးပဲသူတကဘာလုံးကိုသူပြောခဲ့တယ်အဲ့တော့တက်စုငင်းလူမျိုးဒီအသက်အရွယ်ငယ်ငယ်လေးတွေဖြစ်ပေမဲ့ငယ်ငယ်ပေမဲ့အသိပညာမြင့်မားတယ်ဥပမာတေးလူမျိုးကတေးတေးတေးလူမျိုးကဖြစ်နေတဲ့ဒီမင်းဟိုမင်းမြန်နိုးလူဟာမျိုးတွေဒီပိုင်ဆိုးသူလူဟာမျိုးတွေနဲ့တခြားသောဒီပြည်ပြည်အုပ်စုအမှုပညာရှင်အကျံဖက်အမှုပညာရှင်တွေဒီအုပ်စုတွေကတော့ကြာတော့နိုင်ငံရေးနဲ့ဆွဲနွယ်ထုတ်ကိုစူးစမ်းကြတယ်ကိုပေါက်လူလူမျိုးတွေ နိုင်ငံရေးနဲ့ဆွတ်ထုတ်ကိုကြိုးစားကြတယ်ဆိုတော့ဒီလိုလူမျိုးတွေပြောချင်တာကိုခင်ဗျားတို့ကခင်ဗျားပြောချင်တာပြောနေတာကိုခင်ဗျားတို့လူပညာရှင်အတိုင်းဝိုင်းကငြိမ်ခံနေရတယ်ဆိုရင်ခင်ဗျားတို့တွေအလိုလိုလိုပါလေလားခင်ဗျားတို့ကကိုချင်းစာတရားမရှိတယ်လားလူစိတ်မရှိတဲ့ကောင်တွေလားဆိုတာခင်ဗျားတို့မမေးချောက်ပြောချင်ပါတယ်အဲ့တော့ခင်ဗျားတို့လည်းအတန်ထွက်ပြေးလို့လိုပါတယ်ဟိုပတ်စံအဲ့လိုမျိုးပြောရေးတာဘာလို့ဘာလို့မပြောရတာတိလားလူစိတ်မရှိကြလို့ဒီထဲမှာဒီထဲမှာမေးရနေတဲ့ကောင်လူစိတ်မရှိကြလို့နော် လူသရှိတဲ့ကောင်တွေကမှထွက်နေပြီလေအခုတော့မှလုံးဝကိုပိုးလွှဲပြီလေယောသိမ့်ပြာလူလိုက်ပါတယ်သိမ့်ကားတူလိုက်ပါတယ်ဆိုတာလောက်နဲ့မလောက်တော့ပါဘူးတကဘာလုံးကိုပြောတဲ့အခါမှာခင်ဗျားတို့ပြောတတ်တော့ပြောတတ်တော့ပြောလို့ရတော့အင်္ဂလိပ်စာကိုစာသမယကိုပြောခိုင်းပြီးတော့စီခိုင်းပြီးရေးခိုင်းပြီးတော့ပြန်ပြောတာမျိုးဝိုင်းပြောကြဖို့လောက်ကြဖို့ကျွန်တော်တိုက်တွန်းပါတယ်ဘာလို့ဆိုတော့တကဘာလုံးကတချို့သောကိစ္စတွေမှာမထင်မှတ်ဘဲနဲ့အမြင်ပြောင်းသွားပါတယ်ခင်ဗျားကျွန်တော်ပြောနေမနေ့က real metric လို့အသိမျိုးတော့သူနဲ့ပြိုင်ဘက်ကန်တဲ့အသိနဲ့ပြိုင်နေချိန်မှာတော့တကဘာလုံးကနိုင်ငံတကဘာလုံးကတိပြီးတော့မြန်မာကိစ္စမှာတကဘာလုံးတိပြီးတော့ဝိုင်းကူညီကြမယ်ဆိုချင်မှာ real metric လို့သိရတယ်သူ့ဘောလုံးပါပါ မြန်မာငလျင်နဲ့ထိုင်းငလျင်အတွက်သူ့အနေနဲ့ဝမ်းနေချောင်းဆိုပြီးတမင်းနဲ့ငြိမ်သက်သူတို့လုတ်ခဲ့ကြတယ်ဒါသူတို့အဲ့ချိန်မှာစစ်တပ်တွေနိုင်ငံရေးတွေဘာမှစိတ်ဝင်စားဘူးဒီလိုမျိုးတစ်ကမ္ဘာလုံးကတော့စိတ်ဝင်စားဖြစ်စိတ်ပြီးတော့စိတ်နိုင်ငံရေးစစ်တပ်တွေစိတ်ဝင်စားပဲငလျင်ကိုကူညီကြဖို့စဉ်းစားနေတဲ့အချိန်မှာဒီ NUG ဘက်တော်သားအချမ်းဖက်အုပ်စုကကြတော့အဲ့လိုမျိုးလုတ်ကြတယ်အဲ့တော့ဒါကြောင့်ဒီဘက်ကပြည်ထောင်စုရှိတဲ့လူမြန်ရှင်တွေလည်းဝိုင်းပြီးတော့ကိုယ့်ရဲ့ TikTok တွေ Facebook တွေမြန်မာကနော်စစ်တပ်တွေကိုပြည်သူတွေကိုမကူကင်စေချင်လို့အခုလိုပြောနေတာမဟုတ် စစ်တပ်တွေရဲ့လုပ်ရည်ကိုပြည်သူတွေကစီကပြည်သူတွေကိုအာကူငင်နေတာကိုစစ်တပ်ကအမေရန်စားနေလို့ပြည်စစ်တပ်ကိုမယောင်လို့အာတခုထစ်ထစ်ရဲ့ရော့သူတို့ရှိတဲ့နေရာတကယ်လို့အဲ့တဲ့နေရာကူငင်ဖို့ကိုပြောတာနော်မင်းတို့တွေကိုပြောနေတာပေါ့အဲ့လောက်ထိမနာနဲ့မနာနဲ့နော်နာစရာအကြောင်းကိုမရှိဘူးနော်ဘာလို့လဲဆိုလို့ရှိရင်မင်းတို့တွေရဲ့လုပ်ရည်ကိုတော့အကောင်လုံးသိပြီးသားမင်းတို့လည်းလည်းသိနေလို့အခုလိုအဲ့လောက်ထိနာတာတော်တော်မနာနေနော်မနာနဲ့ဘာလို့လဲဆိုရင်အမှန်တရားဖြစ်နေလို့ ကျူကျူလေအဲ့ဒီကနေပြီးတော့တက္ကပါလုံးကိုသိအောင်အင်္ဂလိပ်လိုရောမြန်မာလိုရောနှစ်ဘာသာနဲ့စ조사ပြီးတော့ပြောပြီးတော့အကူအညီတောင်းကြဖို့တိုက်တွန်းပါတယ်ကျွန်တော်သိတရားလွှဲလိုက်တဲ့ရပါပြီသိငါးသိလွှဲလိုက်ရပါပြီနဲ့မရပါဘူးအဲ့လောက်နဲ့တော့ကျွန်တော်တို့ပွင့်နေပြောရင်တော့မလုံလောက်ဘူးလို့ပဲကျွန်တော်ပြောပြစီခင်ဗျားတို့လူတော်နဲတယ်လို့ပြောတဲ့အတွက်လည်းလူတော်လူတော်နဲတယ်လို့ပြောတာလည်းမများလို့ပြောတာမဟုတ်ဘူးနဲချင်းများချင်းကျွန်တော်စိတ်ဝင်စားဘူးဒါပေမဲ့တက္ကပါလုံးကိုတော့ကျွန်တော်တို့အားလုံးဝိုင်းပြီးတော့အကူအညီပေးကြဖို့တိုက်တွန်းဖို့လိုတယ်ဒီချိန်မှာငွေကြီးတွေထက်စိတ်စီရင်နိုင်တဲ့ အားထုတ်မှန်တဲ့အားလုံးပိုက်ပူးပေါင်းပါဝင်လေဆိုတော့ဆိုတာကပဲကျွန်တော်တို့ခွန်အားရင်နံပါတ်1ခွန်အားဖြစ်စေပါတယ်ဒါကိုမမေ့ဘူးပြောချင်ပါတယ်ဒီနေ့မှာနောက်ထပ်ကြီးကျယ်စွာကောင်းတော့ဟိုဖြူထွေးပေါ့ကျွန်တော်သိရပါတယ်ဒီတော့ဖြူထွေးကတော့ကိုမန္တလေးကိုထီအောင်ရောက်သွားပြီးတော့မန္တလေးမှာသူကိုယ်တိုင်ကိုဒီငလင်တန်ပြည်နဲ့ဒုက္ခရောက်နေတဲ့လူကြီးဂျားတဲ့ထီသူရောက်သွားတယ်ဆိုတာဒါသူ့ရဲ့ဒီမြည်သူပြင်ဂျီသူတွေဘယ်လိုပဲပြောစီကဘသူတွေဘယ်လိုပဲပြောစီကမသူ့ရဲ့စိတ်စေရနာနဲ့သူ့ရဲ့ဒီတိုင်းပြည်ပေါ်ချစ်တဲ့စိတ်လေးလူလူပေါ်ထားတဲ့စေရနာလေးကိုမြင်ရပါတယ်သူ့ဒါဒီလိုချင်းနေမှာသွားလာခက်ခဲပါတယ်အမြန်လမ်းကလည်းသွားတော့တက်ခက်ခဲပါတယ် ဒီလိုခက်ခဲကြတဲ့ဖြစ်နေတဲ့ကြားထဲရောက်အောင်သွားတာဖြစ်တဲ့အတွက်ဒါတော်တော်လေးတော့သူ့လည်းချစ်ကြည့်ပါတယ်နောက်တစ်ခုကလမ်းတစ်လျှောက်လုံးမှာရှိတဲ့အဲဒီရန်မြန်မာတိုင်းရောရှိတဲ့လမ်းတွေတည်တည်မှာရှိတဲ့ဟိုတချို့လမ်းတွေပေါ်တက်ပြီးနေတဲ့ပြည်ထဲညီငယ်ညီမညီငယ်ညီမငယ်တွေလည်းတိုက်တွန်းကြပါတယ်အကယ်၍ကုညီကယ်ဆေးကားတွေသွားရဆိုရင်မတားမစီပဲလွတ်ပေးကြပါမတားမစီပဲဘာမှမလုပ်ဘဲနဲ့လွတ်ပေးလိုက်ကြပါကုညီကယ်ဆေးကားအစ်စ်တကယ်ကုညီဖို့သွားတဲ့လူတွေတကယ်ကိုဘာဖြစ်တာသွားတာဆရာဝန်ပညာရှင်တွေဗားရညာတွေကိုကုညီဖို့ကြွန့်ကျင်သူတွေသွားကြရင်မတားမစီပဲနဲ့လွတ်လွတ်ကူလွတ်ပေးကြပါ ဒါစီးရင်းနဲ့မဆိုင်ပါဘူးနိုင်ငံရေးနဲ့မဆိုင်ပါဘူးကျွန်တော်တို့ချင်းစစ်တိုက်နေကြတာမဟုတ်ဘူးသဘာဝဘေးနဲ့ကျွန်တော်တို့ရင်ဆိုင်နေရတာအဲ့တော့ဂိတ်ဒီနေရာတည်တည်မှာရှိတဲ့လက်နက်ကင်ထားတဲ့သူတွေနော်ပြည်ထောင်ငင်ငယ်တွေအနေနဲ့လည်းမြေသူပဲလာလာဥပမာကျွန်တော်ပဲလာလာဘသူပဲလာလာဗျာကဲဘသူလာလာဒီငလျင်ဘေးကိုကယ်ဖို့သွားကြတာဆိုရင်အတူတူကုညီကြဖို့လိုတယ်ဆိုတာလေးတော့ဒီညီငယ်ညီမငယ်တွေကိုလည်းတခါလေဒီနေ့တိုက်တော့မှာလေပြည်ထောင်ငင်ငယ်ညီမငယ်တွေလည်းဒီနေ့ကနေကို့မှာရှိတဲ့ကို့မှာရှိတဲ့ကုကုညီနေလေးနဲ့စပြီးကုညီပေးကြဖို့တိုက်တော့မှာလေอืม နောက်ဆိုရင်တော့မင်းရဲ့အပါကိုရင်ပြောလိုက်အောင်နော်အခုအချိန်မှာပြည်သူတွေလှုပ်ခန်းစားနေတဲ့ငလင်ဘေးနဲ့ခန်းစားနေတဲ့ချိန်မှာလိန်တို့အမေရန်လမ်းမကြီးနေလို့နော်အပြေးခန့်ချင်တော့ဟာအမေရန်ကြီးတယ်ဆိုလို့ရှိရင်အခုချိန်မှာမင်းတို့တွေကလိန်ပြီးမီးပြီးမဲ့လမ်းသိမရှိဘူးနော်အပြေးခန့်ချင်တော့အဲ့ဒီမှာအလောလောတဲ့နေရာကိုအခုမင်းတို့တွေစစ်သားတွေရောင်းတွေပေါ့နော်အခုဆိုလို့ရှိရင်စစ်တပ်ရောင်းတွေပါဆိုလို့ရှိရင်အကောင်လုံးကအာပြပြစီမှုတွေပြိုပြေးမှုတွေပေါ့နော်အရှိနေတရားကစစ်တပ်တွေလောလောတဲ့နေရာကောကောသိတယ်ဒါက စစ်တပ်တွေဘယ်လိုတွေအပြင်မှာလော့လော့နေကြလဲဘလော့ထည့်အဒုက္ခရောက်နေကြလဲဆိုတော့ကောင်းကောင်းသိတယ်ဒီကအချောင်းအချောင်းနဲ့တကွာငါတိုက်လို့ရတယ်ဒါပေမဲ့လည်းမိတို့တွေကိုဒီလိုမျိုးမလောက်ကျင်လို့မတိုက်တယ်နော်ဒီကကတော့ဒီကဒီကဒီနေ့ဗီဒီယိုကတော့ဒီလုံးနဲ့ပဲဆုံးသွားမယ်ကျွန်တော်ဗီဒီယိုလို့ကိုမြေလေးကြည့်ရှုအပ်နေကြတူလည်းဒီသူမျိုးအားလုံးကိုလည်းကိုကြီးကျမချင်းစေးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ you